အားလုံးပဲမင်္ဂလာပါရှင် PSF Property မှာကြိုဆိုပါရစေ။အာမြောက်တကုံမြို့နယ်28ရပ်ကွက်ပြည်တော်စုလမ်းမကျောကတ်ရှိပေါ့နော်။22ပေ60အိမ်လေးလုံးလုံးကိုညီမခုလိုက်ပြပေးမှာဖြစ်ပါရစေရှင်။ခုလိုဆက်ဆက်ဝင်လိုက်ချင်းမှာမြင်တွေ့ရမှာဆိုရင်တော့ကျယ်ဝိုးနဲ့ကားပါကင်နှစီစာအပြင်ဘေးမှာကွန်ပရက်ဆာလေးလည်းပါတယ်။နောက်ပြေုံမှာအာဘေးပပလယ်မှာလည်းပေါ့နော်မြေပိုလေးတွေပါရှိတဲ့အတွက်တော်တော်လေးကိုအဆင်ပြေပါတယ်။ခြံဝန်းဘေးပပလယ်ကိုလည်းဘလိတ်စုကျူရထားတဲ့အတွက်လိုချိုရေးအတွက်ဘာမှစိတ်ပူနေကြမလို့နော်။ကဲမနေ့တူအထဲကိုလိုက်ကြည့်လိုက်ကြအောင်နော်။ မြမြင်ချင်းမြင်တွေ့နေရလေရတော့အိမ်မိုင်းတကားလေးပါအိမ်မိုင်းတကားလေးကိုလည်းဒီကျွန်းတကားတွေနဲ့တက်ဆင်ပေးထားတယ်အိမ်ထဲမှာဆိုရင်လည်းကျွန်းပါကေးတွေအပြည့်ခင်းပေးထားတဲ့ပြေအိုမှာပေါ့နော်အဲကွန်လေးတစ်လုံးနဲ့တက်ဆင်ပေးထားတဲ့အပြင်ပြင်ဆင်ပေးထားတာလည်းအနောက်တိုင်းဆက်ဆံလေးဆိုတော့တော်တော်လေးလာရလို့ပြောရမယ်အပေါ်ဘက်လေးမှာဆိုရင်မီးဆိုင်လေးနဲ့အလားဆင်ပေးထားတာတော်တော်လေးလာတယ်။ကဲဒါဆိုရင်ကစ်ချင်ရုံးလေးကိုတက်ကြည့်ကြမယ်နော်။ ကဲကစ်ချင်ရိုးထဲမှာဆိုရင်လေအပေါ်ဘက်မှာပေါ့နော်ဒီကက်ဘိနက်တွေအပြည့်ထားထားပြီးတဲ့အပြင်ဟောမှာပေါ့နော်အောက်မှာလည်းကြွေပြားတွေအပြည့်နဲ့တက်ဆင်ပေးထားတယ်ပစ္စည်းတွေကိုလည်းပေါ့နော်ဒီအီတလီဘရန်နေနဲ့အသုံးပြုပေးထားတယ်ဒီနားလေးရပေါ့နော်ဒီဇပွဲပိုင်းလေးထားရှိဖို့တော်တော်လေးအဆင်ပြေတယ်အပေါ်မှာလည်းမီဆိုင်အလာလေးပါကဲဒါပြီးရင်တော့ပေါ့နော်ညီမနဲ့တူရေချိုးကအင်တာလေးကိုတွားကြည့်ကြရအောင်ရေချိုးကအင်တာလေးမှာဆိုရင်လေကြွေပြားတွေအပြည့်တက်ဆင်ပေးထားတဲ့အပြင်ဟောမှာပေါ့နော်ဘေးမှာဆိုရင်လေဘေးစင်လေးအပူပါရှိတယ်ဒါပြုံမှာသူကဧည့်သည်ဆောင်တွေပြီးလာရင်လည်းပေါ့နော်အကုန်လုံး ံးဒီတန်အသုံးပြုပေးလို့ရအောင်လုပ်ပေးထားတယ်ပြီးတော့ရင်တော့နောက်တဲ့ store ကလည်းကိုတွေ့ချင်မယ်နော်ဒီခန်းလေးက store အနေနဲ့လည်းအသုံးပြုလို့ရရပါတော့ပစ္စည်းတွေပါထားချင်တာပဲဖြစ်ဖြစ်သိမ်းချင်တာပဲဖြစ်ဖြစ်ဒီခန်းလေးထဲမှာလည်းထားရှိလို့ရပါတယ်ဒီအိမ်လေးကပေါ့နော်3.5 RC ရှိတဲ့အိမ်လေးတစ်လုံးမှာကဲပြီးတော့ရင်နောက်အခန်းလေးတွေကိုညီမနဲ့တူတွေ့ချင်ကြမယ်နော်ကဲလိုက်ကြည့်ကြပါအောင်ရှင် အခုညီမလေးပြပေးမယ့်အခန်းလေးနှခန်းကတော့ Master Bedroom အခန်းစဉ်နှခန်းလေးပါ။အခုညီမဝင်သွားတဲ့အခန်းလေးကိုအရင်ပြပေးမယ်နော်။အခုညီမဝင်သွားတဲ့အခန်းလေးကတော့အပေါ်မှာမီးဆိုင်မီးလုံးလေးနဲ့အလားတက်ဆင်ပေးထားတဲ့အပြင်ပေါ်မှာပေါ့နော်။အာ runner ကြီးတွေလည်းပေါ့နော်လုပ်ပေးထားတာအသုံးပြုပေးထားတာတော်တော်လေးမိုက်တယ်။လေဝင်လေထွက်အလင်းအောင်တန့်တဲ့အခန်းလေးတခန်းဆိုရင်လည်းမမှားဘူး။ ဒီလိုအရှိတ်ဘက်မှာလဲပေါ့နော်လင်းဝင်လေးထွက်တီးတန့်ရပြီးတော့အလင်းရောင်ကောင်းတဲ့အခန်းလေးတစ်ခန်းဖြစ်အောင်ဘောစတိုင်တကားလေးနဲ့ပြုလုပ်ပေးထားတယ်။ကဲပြီးသွားရင်နောက်ထပ်မာစတာဘာရုံအခန်းကျယ်လေးကိုညီမနဲ့အတူသွားကြည့်ကြမယ်နော်။ ကဲဝင်ဝင်ချင်းမှာဆိုရင်တခန်းနဲ့တခန်းကိုပုံစံမတူအောင်လို့ဒီဇိုင်းဆန်းလေးတွေကိုပြင်ဆင်ပေးထားတယ်။အာဘေးဘက်ဘက်လည်းမှာဆိုရင်လည်းပေါ့နော်ဒီအရှိတ်ဘက်မှာလို runner လေးကြီးတည်တန့်ထားရှိပေးထားတဲ့အတွက်အခန်းတိုင်းမှာလေဝင်လေထွက်ကောင်းပြီးအလင်းရောင်ရတယ်။ Master Baron ဆိုတဲ့အတိုင်းရေချိုးကန်အင်တာလေးကလည်းတည်တန့်ပါရှိတယ်။အာဓာပြုံမှာခြေပြားတွေအပြည့်ကိုလည်းတက်ဆင်ပေးထားတဲ့အတွက်တော်တော်လေးအဆင်ပြေတယ်။အဲရေချိုးကန်အင်တာလေးပြီးရင်ဒီဘက်ဘေးလေးမှာလည်းပေါ့နော်ဒီလို runner အကျယ်လေးနဲ့ပေါ့နော်အာတည်တန့်တကားလေးတည်ထားရှိပေးထားတယ်။မြမကြီးညာပေါ့နော်အခန်းတိုင်းကို runner တွေထားရှိပေးထားတဲ့အတွက်တော်တော်လေး စီပြီးတယ်ပြီးတော့ရင်ဒါကတော့နောက်ဆုံးထပ်လေးပါကဲပြီးတော့ရင်နောက်အခန်းလေးရဲ့ဒီဇိုင်းလေးကိုတွေ့ကြကြမယ်နော် ဟိုအခန်းလေးရပါတော့တခန်းနဲ့တခန်းပြင်ဆင်ပေးထားလေးရအနောက်တိုင်းဆက်ဆံလေးပြင်မှာပေါ့နော်ဘေးလေးမှာလည်းဒီလိုရန်နာလေးထားရှိပေးထားလေးရပါတော့ဘေးပတ်ပတ်လေးရမြင်ကွင်းဟိုတဝိုင်းကြည့်ရှုခန်းစားလို့ရမယ်အိမ်လေးတလုံးဆိုရင်လည်းမမှားဘူးပြီးသွားရင်တော့ရေချိုးကန်အင်တာလေးကိုတွေ့ကြည့်မယ်နော်ရေချိုးကန်အင်တာလေးကိုပေါ့နော်တခန်းနဲ့တခန်းအောင်လည်းအဲ့လိုမျိုးဒီဇိုင်းစမ်းလေးတွေပုံစံတူလေးမဖြစ်အောင်လို့ပြင်ဆင်ပေးထားတယ်ဘေးမှာဆိုရင်လည်းဒီလိုကြွေပြားတွေအပြည့်တက်ဆင်ပေးထားတယ်ကဲပြီးသွားရင်ညီမနဲ့အတူနောက်ဆုံးအခန်းလေးကိုတွေ့ကြည့်ကြမယ်နော် ဒီအခန်းလေးကိုလည်းပေါ့နော်အာဟိုဘက်ကအခန်းလေးနဲ့ပေါ့နော်ဒီဇိုင်းပုံစံတူလေးဖြစ်အောင်လုပ်ပေးထားတယ်ဒါအပြင်မှာပေါ့နော်အပေါ်ဘက်မှာအဲခွန်းနေရာလေးပေါ့နော်အခန်းတိုင်းကိုတက်ဆင်ပေးထားတယ်အခန်းလေးကိုကြည့်ပြီးသွားရင်အပြင်ဘက်ကိုသွားကြည့်မယ်နော်ဒီအပြင်ဘက်မှာဆိုရင်လည်းပေါ့နော်ဗရန်ဒါကတော်တော်လေးကျယ်တယ်ဒါအပြင်မှာဒီနားလေးမှာပန်းပင်လေးတွေအာဒါမှမဟုတ်ပေါ့နော်ပန်းအိုးလေးထားမယ်ဆိုရင်လည်းတော်တော်လေးအဆင်ပြေတယ်အရင်အပေါ်မှာ roof slat လေးလည်းပါရှိတယ်အပေါ်ဘက်မှာဆိုရင်လည်းဆိုလာတွေပါညာတက်ဆင်လို့ရတဲ့အပြင်မှာ water တက်နေပါလေဒါရှိရတော့ပို့ပြီးတော့အဆင်ပြေတယ် ်ဒီခန်းလေးကိုစိတ်ဝင်စားရင်တော့ PSN Property ကိုဆက်သွယ်ဖို့မေးပါနဲ့เนาะအားလုံးကျေးဇူးတင်ပါတယ်ရှင်